ီနေ့တော့ဝမ်းသာစရာသတင်းကောင်းလေးတစ်ခုပြပြချင်ပါတယ်အဲ့ဒါတော့ဘာလဲဆိုတော့ဇွန်လ23ရက်နေ့မနေ့ကဝါရှင်တန် DC ရဲ့စံတော်ချိန်ညနေ6နာရီချိန်ပါအစ္စရေးအီရန်အပြစ်ရစဲကြီးသဘောတူညီမှုရရှိသွားပြီလို့အမေရိကန်သမ္မတအတော်တယ်ထရန့်ကထုတ်ပေါ်ပြောကြားခဲ့ပါတယ်အဲ့ဒီထုတ်ပြချက်မတိုင်ရင်တနင်္လာနေ့ကကာတာဒိသစံတော်ချိန်ဖြစ်တဲ့ည8နာရီချိန်မှာကာတာနိုင်ငံမှာရှိတဲ့အမေရိကန်အခြေစိုက်စခန်း နေရာကိုအီရန်နိုင်ငံကဒုံးကြီ14လုံးနဲ့ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီပစ်ခဲ့တဲ့ဒုံးကြီ14လုံးနဲ့မှာ73လုံးကိုပြန်လည်ပစ်ချနိုင်ပြီးတော့တလုံးကတော့အန်ရကင်းတဲ့နေရာကိုကျရောက်သွားတယ်လို့သိရှိရပါတယ်။အဲ့ဒီအရှိလက်ပိုင်းဒေသမှာဆိုရင်ကာတာနိုင်ငံမှာရှိတဲ့အမေရိကန်စစ်စခန်းဟာအကြီးဆုံးစစ်စခန်းပဲဖြစ်ပါတယ်။စစ်တီအင်အားထောင်နဲ့ချီပြီးရှိတယ်လို့လည်းသိရပါတယ်။အမေရိကန်နိုင်ငံကအီရန်နိုင်ငံဟာ အခုခါမှာနျူကလ িয়ার လုံးဝပျက်စီးသလောက်မရှိသလောက်ဖြစ်သွားပြီလို့သူတို့ကပြောကြခဲ့ပါတယ်။ဒါပေမဲ့အရင်တုန်းကအီရန်နိုင်ငံကပြောခဲ့သလိုပဲဒီအမေရိကန်ကဒီလိုတက်ခဲ့မယ်ဆိုတော့သူတို့လည်းကြိုတင်ခံမှန်းထားပြီးဖြစ်မှာပါ။ဒါကြောင့်မလို့အဲ့ဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့ပစ္စည်းတွေအလုံးရွှေ့ပြောင်းထားပြီးပြီလို့လည်းသူတို့ကထုတ်ပေါ်ပြောကြခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြေပြင်အခြေအနေတွေပြီးတော့အီရန်ပြည်သူတွေရဲ့ပြောတဲ့စကားတွေပေါ်မှာပဲမူတည်ပြီးတော့ ဒါဟာဆုတ်ဖြတ်လို့ရမှာပဲဖြစ်ပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရားဝင် အပြစ်ရက်စဲကြီးမပြောမီအချိန်လေးအတွင်းမှာပဲအီရန်နိုင်ငံနဲ့အစ္စရေးနိုင်ငံတို့ပြစ်ခတ်မှုတွေဖြစ်ခဲ့ကြပါတယ်အစ္စရေးနိုင်ငံသား၃ဦးထိခိုက်ခဲ့ရတယ်တိုက်ဆိုးခဲ့ရတယ်လို့သိရှိခဲ့ရပါတယ်အဲ့လိုအီရန်နိုင်ငံကအစ္စရေးနိုင်ငံကိုပြစ်ခတ်လိုက်တဲ့အတွက်အစ္စရေးနိုင်ငံလည်းပြန်ပြီးအီရန်နိုင်ငံကိုပြန်လည်ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ် အီရန်နိုင်ငံကကာတာနိုင်ငံမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကိုတိုက်ခိုက်ပြီးတော့ပစ်ခတ်မှုတွေတံပြန်တုတ်ခတ်ပစ်ခတ်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာအမေရိကန်သမ္မတတော်နဲ့ထရန့်ကသဘောတူညီမှုအပြစ်ရစေးရေးပြုလုပ်ကြဖို့အီရန်ကိုတောင်းဆိုလိုက်ပါတယ်။အဲ့ဒီအခါမှာအီရန်စံတော်ချိန်မနက်၄နာရီထက်နောက်မကျဘဲနဲ့အစ္စရေးကတိုက်ခတ်မှုတွေမပြုလုပ်တော့ဘူးဆိုရင် အီရန်နိုင်ငံကလည်းသူတို့တိုက်ခိုက်မှုတွေမပြုတ်တော့ဘူးလို့အီရန်နိုင်ငံရဲ့ဝန်ကြီးဖြစ်တဲ့အပတ်အာကာချီကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။အစ္စရေးကလည်း24နာရီအတွင်းအပြစ်ခတ်ရစေးရေးပြုတ်လို့မယ်ဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောကြားခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်အစ္စရေးဆက်နေကြစစ်ပွဲရစေးသွားတဲ့အတွက်ကြောင့်ကမ္ဘာအကြီးအကဲကြီးဟာလည်းအခုအခါမှာတဖြည်းဖြည်းနဲ့ကျလာပြီဖြစ်ပါတယ်။ ရေနဲ့တစီကို68.3ဒသမ73ဒေါ်လာဖြစ်သွားပြီးတော့22ရာခိုင်နှုန်းကျသွားပြီလို့ပြောကြခဲ့ပါတယ်။အဲ့ဒီမှာပြောချင်တာကဘာလဲဆိုတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဝါရှင်တန် DC စံတော်ချိန်ညနေ6နာရီချိန်မှာသူ့ရဲ့လူမှုကွန်ရက်မှာဒီအီရန်အစ္စရေးစစ်ပွဲရပ်ဆိုင်သွားပြီဆိုတဲ့သတင်းကိုသူကကြီးသားထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်မှုမှာဘာလဲဆိုတော့အီရန်အစ္စရေးနိုင်ငံတွေကိုသူကုန်ယူပါတယ်တဲ့။ အီရန်အစ္စရေးစစ်နှစ်ရကြပြိပခအပြည့်အဝသဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်တဲ့နောက်ထပ်6နိုင်ကြီးမှာအပြည့်ရဲဆဲမှုတွေဖြစ်လာမှာပါတဲ့ဒါဟာအလုံးစုစုပေါင်း7နိုင်ကြီးကြာမြင့်မှာပဲဖြစ်ပါတယ်စစ်ပွဲအဆုံးတတ်ဖို့အခုအချိန်မှာရဆဲလိုက်ကြပြီ ဖြစ်ပါတယ်တဲ့အရင်ဆုံးအီရန်နိုင်ငံကအပြည့်ရရမှာဖြစ်ပြီးတော့အစ္စရေးနိုင်ငံကတော့နောက်7နိုင်ကြီးကြာမှာရပ်တန့်မှာဖြစ်တယ်လို့ ူကပြောကြခဲ့ပါတယ်ပြီးတော့လဲအဲ့ဒါကြောင့်မလို့စုစုပေါင်းကြာမြင့်ခဲ့တဲ့စက်နှစ်ရဲ့ကြာအီရန်အီရက်စစ်ပွဲဟာနောက်ထပ်24နာရီအတွင်းမှာအပိရက်စဲတော့မှာဖြစ်ပါတယ်လို့သူကထုတ်ပေါ်ပြောကြခဲ့ပါတယ်ပြီးတော့လဲကဘာပြည်သူပြည်သားတွေကလည်းဂုံပြုကြိုးစုံနေပါတယ်လို့ပြောကြပြီးဖရဲသခင် ကောင်းကြီးပေးပါသည်လို့သူကထုတ်ပေါ်ပြောကြခဲ့ပါတယ်အဲ့လိုပြောတဲ့ပြီးတဲ့နောက်မှာထူးခြားတာလေးတစ်ခုပြောပြချင်တာက ဲ့ဒီညနေ6နာရီသတင်းမထုတ်ပြန်ပြီးအချိန်ပိုင်းမှာမနေ့ပိုင်းမှာကာတာနိုင်ငံမှာရှိရဲ့အမေရိကန်စစ်စခန်းတွေကိုဒုံးကျည်14လုံးနဲ့အီရန်နိုင်ငံကပစ်ခတ်ခဲ့ပါတယ်အဲ့လိုပစ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစာတစ်စောင်ထပ်အရင်တုန်းကစထုတ်လိုက်ပါသေးတယ်ဒီအပြစ်ရစဲရေးဆိုတဲ့စာမထုတ်ခင်အချိန်မှာမနေ့ပိုင်းမှာစာတစ်စောင်ထပ်ထုတ်လိုက်ပါသေးတယ်အဲ့ဒီကာတာနိုင်ငံကအမေရိကန်စစ်စခန်းကိုပစ်ချလိုက်တဲ့အချိန်မှာပဲ စတဲ့ဆောင်ထုတ်လိုက်တာဖြစ်ပါတယ်။အဲ့လိုထုတ်လိုက်တဲ့အခါမှာ तू ကဒေါသလည်းမထွက်တဲ့အပြင်လက်တုံပြန်မှုပြုတ်လို့မယ်ဘာညာဆိုပြီး तू ကထူးထူးခြားခြားရေးသားတာမျိုးလေးမတွေ့ရပါဘူး။ तू ဘာပြောခဲ့လဲဆိုတော့အဲ့ဒီမန္တလေးပိုင်းကထုတ်တဲ့စာမှာကျွန်တော်တို့ကအီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခတ်ခဲ့လို့အီရန်နိုင်ငံကလည်းအခုလိုတံမြန်တုတ်ပြန်တဲ့အနေနဲ့ပြန်လည်တိုက်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ဒါအလေးကျွန်တော်တို့မျှော်လင့်ထားပြီးကိစ္စပဲဖြစ်ပါတယ်။ ဒုံးကြီး14လုံးနဲ့ပြစ်ခတ်ခဲ့တယ်လို့ကျွန်တော်တို့ကပြန်ပြီး73လုံးကိုဒုံးကြီး73လုံးကိုပြန်လည်ပြစ်ချနိုင်ခဲ့ပါတယ်။ကျန်တဲ့တလုံးကတော့အနေရမရှိတဲ့နေရာကိုရောက်ရှိသွားတယ်လို့သူကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ပြီးတော့အဲ့လိုပြစ်လိုက်တဲ့ဒုံးကြီးတွေဟာတဦးတယောက်ကမှထိခဲ့ခြင်းမရှိပဲပျက်စီးဆုံးရှုံးမှုလည်းတခုမှမရှိခဲ့ပါဘူးတဲ့။အခုလိုပြောရတာကိုကျွန်တော်အလုံးပဲဝမ်းသာကျေနပ်မိပါရဲ့တဲ့။သူတို့လှုပ်ချင်တာတွေလှုပ်လိုက်ရလို့နောက်ထပ်မုန်တိမှုတွေလည်းဤတန်နိုင်ငံမှာမရှိတော့ဘူးလို့ ျွန်တော်မျှော်လင့်ရပါတယ်တဲ့ကျွန်တော်တို့ဒီလိုတိုက်ခိုက်မှုမပြုလုပ်ခင်အချိန်မှာကြိုတင်ပြီးတော့တတိပေးခဲ့တဲ့အီရန်နိုင်ငံကိုလည်းကျေးဇူးတင်ပါတယ်တဲ့ဒါကြောင့်ကျွန်တော်တို့ဒီဒဏ်ရာရရှိမှုတွေမရှိခဲ့ကြတာပဲဖြစ်ပါတယ်တဲ့အီရန်နိုင်ငံကလည်းငြိမ်းချမ်းတဲ့စီကိုတွားကြဖို့ငြိမ်းချမ်းတဲ့လုပ်ငန်းစဉ်တွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်ကျွန်တော်တို့ကြိုးစားပါတယ်တဲ့အစ္စရေးနိုင်ငံကိုလည်းဒီလိုပဲဖြစ်စေချင်ပါတယ်လို့သူကထုတ်ပေါ်ပြောကြားခဲ့ပါတယ် 22ရက်နေ့ကအမေရိကန်နိုင်ငံက V2 ဘုံကျဲလေယာဉ်16လုံး14လုံးနဲ့ကျဲချပစ်ခတ်ခဲ့တဲ့အတွက်အီရန်နိုင်ငံလည်းတံပြန်တဲ့အနေနဲ့အခုမစ္စိုင်းဒုံးကြီး14လုံးနဲ့ပြန်လဲလက်စားချေပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့အမေရိကန်ဒုသမရဖြစ်တဲ့ JD Vance ကဘာပြောလဲဆိုတော့သူ Fox News နဲ့တွေ့တဲ့အခါမှာတရိန်းသာရှင်းနေပွဲအင်တာဗျူးတစ်ခုပြုလုပ်ခဲ့ပါတယ်။အီရန်က အခုအချိန်မှာတိုက်စစ်တက်ခြင်းနဲ့စိတ်မရှိတော့ပါဘူးလေဘာဖြစ်လို့လဲဆိုတော့22ရက်နေ့ကကျွန်တော်တို့က B2 လေယာဉ်တွေနဲ့နျူကလ িয়ার စခန်းတွေကိုဖျက်ဆီးလိုက်တာရဲ့အဲ့ဒီမတိုင်ခင်ကအစ္စရေးနဲ့အစ္စရေးကအီရန်ရဲ့အတိအကျတဲ့လေကြောင်းရန်ကာကွယ်ရေးစခန်းတွေကိုတိုက်ခိုက်ပစ်တာရဲ့အီရန်နိုင်ငံမှာလေကြောင်းရန်ကာကွယ်ရေးစခန်းတွေမလုံမလောက်ဖြစ်သွားတာရဲ့အတွက်ကြောင့်သူတို့စစ်မတိုက်ချင်တော့ဘူးလို့သူကထုတ်ပေါ်ပြောကြခဲ့တာတွေ့ရှိရပါတယ်နောက်ဆုံးရတဲ့ရင်းအရာဆိုရင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်နီဒန်လာဟုတို့စကားပြောဖြစ်ကြတယ်လို့သိရှိရပါတယ်။အဲ့ဒီလိုပြောကြားကြတဲ့အခါမှာနီဒန်လာဟုကအီရန်ကသာစစ်မတိုက်တော့ဘူးဆိုရင်သူတို့လည်းမတိုက်တော့ဘူးလို့သူကထုတ်ပေါ်ပြောကြားခဲ့ပါတယ်။ဒီသတင်းလေးဟာတကယ်တမ်းစစ်ပြည်ရက်ရက်ဆဲလိုက်ပြီးထပ်ပြီးတော့တိုက်ပွဲတွေမဖြစ်တော့ဘူးဆိုရင်အလွန်ပဲဝါသားစရာကောင်းတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်ဘာတွေထပ်ပြစ်လာမလဲအချိန်နဲ့အမျှနိုင်နဲ့အမျှပြောင်းလဲနေတာမို့ဘာသတင်းတွေထပ်ပြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel လေးကိုကြည့်ရင် subscribe လေးတွေနောက်ကြည့်လို့ရအောင်လူဒီခေါင်းလောင်းလေးတွေနှိပ်ပေးထားပါဦးခင်ဗျာအားလုံးကြက်ပါပြီရန်သူမျိုးငါးပါးအန်ဒီရကကြိုးဝေးကြပါသည်ခင်ဗျာ